ေးနာရီထိုးရည်နော်ဟောရတဲ့ဇွတ်တောင်းလို့လည်းရုပ်ရတယ်လိုင်းလေးကောင်းလို့ဇွတ်တက်လိုက်တယ်ကနော်ဒါဒီအခုတဲပြနေတဲ့ပရင်ရတော့ကျွန်တော်တရားလက်ဆောင်အောင်ပြီးတော့နှစ်ကူးလက်ဆောင်ဆိုပြီးတော့ပရိပယ်ဝင်သွားတဲ့ line line set ပေါ့နော်အဲ line set ကအများကြီးပဲကျွန်တော်ဖြတ်ချထားတာနော်အခုလည်းတုတ်တုတ်လေးကြည့်လိုက်အောင်နော်အလုံးလုံးတာတယ်ဒါတိတ်ပြန်မပြောတော့ဘူးကျွန်တော်ဖိုက်အဟောင်းရှိပြီးသားဆိုတော့ပြန်လာကြည့်လိုက်နော်ဒီကကျွန်တော်အစောကြီးတင်ထားတာနော် ဒီမှာလည်းနှစ်ဦးမှာနှစ်24ကြီးမှာနှစ်နှစ်ထိပ်စီနော်။ဒီကနည်းနည်းပြောင်းနှစ်ထိပ်စီနော်။နှစ်ထိပ်စီသူကအခွား30ကိုသူကနှစ်ဦးမှာခွာ9လို့ရိုက်တယ်နော်။ပါဝါရိုက်ရိုက်ပြီးတော့နေပဲနဲ့ဒီအောက်မှာဖြစ်တဲ့ကဏ္ဍပေါ့နော်။အဲ့ဒီပြီးပြီးသားဟာတွေကိုမပြောတော့ဘူးနော်။ဒီပရိတ်4ရယ်ရှိရယ်6ရယ်နော်။ရှစ်နော်။ရှစ်ကပရိတ်ရှစ်လို့ရိုက်တယ်နော်။ပရိတ်ရှစ်လို့ရိုက်တယ်နော်။ ရရှိလို့ရတခါတည်းပြောလိုက်မယ်နော်အတ္တိမတိရှင်းနှလုံးရှင်းနဲ့ရှင်းနှလုံးခွန်နေရနော်ကျွန်တော်ကခြံထားကြတာမဟုတ်နော်မရောက်သေးလို့ရှင်းနဲ့ခွန်နေရငါအဲ့ဒီငါကဘာဖြစ်တော့ဆိုဒီရှင်းနဲ့ခွန်နေငါ brain တစ်ခုပေါ့ငါလေဒီနှလုံးငါကဒီ brain တစ်ခုငါလို့ရိုက်အဲ့ဒီမှာကျွန်တော်ဒီလူကနန်းကောက်လိုက်တာမှားပါနော်ဒီငါလို့ရိုက်တာပေါ့နော်ဟုတ်ပြီနော်အဲ့ဒီမှာတော့အဘူးခွန်နဲ့ brain 15လို့ထောက်တယ်နော် မတ်တက်ကကဒီမှကျွန်တော်တို့လက်ပိတ်မှာနေတယ်။ဒါကအခွားကိုနေဥမှာခွာလေးလိုရိုက်တယ်နော်။နေဥမှာခွာလေးလိုရိုက်ပြီးတော့သူ့ရဲ့ရှေ့နေမှာသုံးချိန်ပဲရှစ်ပရိရဲ့တည့်ရဲ့ကိုကိုရဲ့သုံးကဆိုတော့ကိုပဲ။အဲ့ဒီကိုကသူ့ရဲ့ဆောင်းပရိကိုလိုရိုက်တာတည်ပြီးသားရယ်နော်။ပရိကိုဒီလိုအောင်းလာရပါတည်ပြီးသားဖြစ်ဆိုတော့မပြောတော့နော်။အခုကတော့အချိန်သိမ့်မရဘူးဘူးလူပိုင်းရှိပါဆိုနော်။သူကအဲ့ဒီလူရိုက်သွားလိုက်တဲ့အချိန်မှာဒီရှစ်နှလုံး6နဲ့ဒီရှစ်နဲ့ပေါ့ဟင်။၄နော်။ 6နဲ့7နဲ့ပေါင်းတော့4အဲ့ဒီ4ကိုကျွန်တော်ကဒီပရိတ်နှစ်ခု9နဲ့9နဲ့ဆို4လို့သူကရိုက်တယ်အောင်လာတာပေါ့နော်ဟုတ်နော်အဲ့ဒုတိယကနော်အဲ့တတိယကကကျွန်တော်တို့ဒီမှာနှစ်အခွားပေါင်းရင်းက6 6ပေါင်းပါနှစ်ခုခွားတက်လို့သူရိုက်တယ်ရိုက်ပြီးတော့သူရှိနေ3ရက်ရှိရဲ3ရက်တက်တက်ရဲ9ရဲ့ဆိုတော့3ရက်အဲ့3ရက်ပရိတ်3ရက်အောင်အောင်လိုက်တဲ့ချိန်မှာတော့ဒီ4နဲ့9နဲ့ပေါ့နော်3အဲ့ဒီ3ပရိတ်3 ီမတွေးနှစ်ခုပေါင်းရင်၃ပေါ့နော်ဒီ၃ပုံဒီနှစ်ခုပေါင်း၃အဲ့ဒီလိုအောင်သွားတာပေါ့နော်အဲ့ဒီလိုအောင်ပြီးတော့ပြီးခဲ့တဲ့ပွဲကဒီမှာနှစ်ထိပ်ပြီးအခွားတစ်တစ်ပေါ့ဝ6ပဲနှစ်ဦးတက်ရဲလိုက်တာအခွား6ဆိုရဲလိုက်တဲ့အချိန်မှာသူရဲ့၃ချင်ရခဏကဗရိတ်ခွန်ရဲ့6ဆို၃၃ရဲ့8ဆို1အဲ့ဒီတက်ကဒီမှာကျွန်တော်အောင်ခဲ့တဲ့6 8ခွန်းဆိုတော့ခဏနော်အဲ့လိုအောင်ပြီးတော့မှသူကဒီရှင်းနှလုံး8နဲ့4နဲ့ပေါ့နော်နှစ်အဲ့ဒီနှစ်ကဗရိတ်နှစ်ခုနှစ်ရမှာဆိုပြီးနော်တော်တော်များများ break တိ break တလာလို့ချူရလာမိတယ်ဟုတ်တယ်လို့ break တကတော့အပိုင်မယ်လို့နော်ကျွန်တော်အလုံးအောင်ထည့်လိုက်တဲ့အချိန်မှာမှတော့နော်ထားလိုက်တော့နော်အခုပြောချင်တာဘာလဲအဲ့ဒီနှစ်တည်းကနောက်တနည်းမှာနှစ်ထိတ်လို့စပေါ်လိုက်တာလေနော်နှစ်ထိတ်လို့စပေါ်လိုက်တာဒီမှာကသူကဒီရှင်းနှလုံးပေါင်းရ၈နဲ့ခုနကငါအဲ့ဒီငါ့ကိုဒီနှစ်ခု၅လို့ထည့်တယ်ငါရဲ့ပါပေါ့ဒီနှစ်ထိတ်ပေါ်တဲ့အချိန်မှာအဲ့ဒီခွာ၁၀လို့ရိုက်တာနော်ခွာ၁၀လို့ရိုက်တာနော်ရိုက်ပြီးတော့ကျတော့သူက မလေးကကိုးလေဒီနှလုံးကကိုးပဲเนาะစင်ညာတွေသွားမှာเนาะဘရိတ်ကိုဘရိတ်30ဘရိတ်70ဘရိတ်72ဆိုသွားမှာเนาะအဲ့တော့တခါတည်းမှတ်လိုက်လို့ရတယ်เนาะဒီနှလုံးကကိုးလို့ရတယ်နောက်ပြန်နှလုံးကကိုးလို့ရတယ်เนาะအဲ့ဒီဒုတိယကတ်မှာလည်းသူကဒီမှာညှစ်ထိတ်လို့စပေါ်ဒီမှာစပေါ်เนาะဒီမှာမှစပေါ်เนาะကိုးလို့ရတဲ့အဲ့ကိုစပေါ်တယ်ဒီသူကရှင်းနှလုံး6နဲ့ရှင်းတဲ့ပုံတော့လေးအဲ့ဒီလေးက9နဲ့9နဲ့လေးလို့ရိုက်ထားတယ်အဲ့ဒီလေးကသူ့ရဲ့ပါဝါအခွာကိုးလို့ပေါ်တာ နှစ်ထိပ်လို့ဝင်ပြီးမှခွာကိုးလို့ပေါ်လာတယ်ကွာနောက်တော့မော့ရှစ်ပြီးတော့ကိုးပြီးတော့ရှစ်လို့ရတယ်နော်ဗရိတ်ကကိုးပြီးတော့30လို့ရတယ်ခွန်တင်းနဲ့တပေါက်ထက်နော်နောက်တစ်နှစ်ကိုသွားလိုက်တော့ကျွန်တော်တို့ဒီမှာ၄နဲ့9နဲ့ဆို3 30နဲ့3နဲ့ဆို3လို့ရိုက်ပြီးအောင်သွားပြီအဲ့ဒီ3သူ့ရဲ့ပါဝါနှစ်ထိပ်စီးလို့စဝင်လိုက်တာလေသူကအခွာရှစ်လို့ပေါ့သူ့ရဲ့ပါဝါနော်ပါဝါဝင်ပြီးကျတော့ဗရိတ်က9 30 17လို့နောက်နောက်လုံးမောင်းကြီးကခုနပြောမောင်းကြီးက9 6ရှစ်ဒီခါကျတော့ခွန်းလို့ပြောလိုက်တော့3ည3ည3ဒီခွားရှစ်ဆိုတော့ရှစ်ပိတ်ရတဲ့ခါကျတော့3ည8 3 3ည3ရှစ်ဆိုတကွက်ပဲเนาะအခုကကျွန်တော်တို့ကနှစ်ထိပ်ကဝင်ပြီညာဝင်လိုက်ပြီဆိုတော့ဝင်လိုက်ပြီဆိုတော့သူ့ရဲ့ဒီရှစ်နဲ့လေးနဲ့ပေါ့နော်နှစ်အဲ့ဒီနှစ်ကိုလည်းပရိနှစ်ခုနှစ်လို့ရိုက်တဲ့ခါကျတော့နှစ်ထိပ်ကြီးကတခါတည်းဝင်လိုက်တော့နှစ်ပါဘောခွားခွန်ဝင်ရအဲ့ဒီခွားခွန်ကလည်းသူကနောက်နှလုံးပေါင်းည9 3ည1ပြီးတော့နော်9 9 8 ခွန်ပြီးတော့ဒီနှလုံး6ဆို9နောက်ပိတ်9နောက်ပိတ်နဲ့အခွားခွန်ဆို8ထိပ်စီ89အခွားလို့ရတယ်ဆိုတော့ဘရိတ်က2ဆိုတော့59လို့ဒဲတပေါက်ထရရနော်ဟုတ်ပြီနော်အဲ့ဒီ59ကတော့ဟိုဒဲတခွက်တဲ့ဆိုတော့ထိုးရင်တူအဲ့ဒီနောက်မှာအများကြီးရှိတယ်နော်အဲ့ဒီမှာသူကရှေ့နှလုံးပေါင်းရင်ရှေ့ရှေ့ကနောက်တစ်နှစ်မှာ8ခွားလို့8ခွားတွေထွက်တယ်နော်နောက်တစ်ခါနောက်နှလုံးပေါင်းရင်1နဲ့နော်ဒီအခွားဟုတ်ပေါ့နောက်နှလုံးပေါင်းရင်1ကို ၄ဘူး၄ဘူး၄ကွာနဲ့နော်နောက်တစ်ခါရှင်းလုံးမောင်းချင်း၃ကွာ၃ကွာထွက်တယ်နော်နောက်နှလုံးမောင်းချင်းတစ်ကို၃၃နဲ့တစ်ခါနောက်ရှင်းနှလုံးမောင်းချင်း၅ကို၅ကွာထွက်တယ်နော်၅ကွာထွက်နောက်နှလုံးမောင်းချင်းတစ်ကို၄၃၂ဘူးနဲ့နော်အဲအဲ့ဒါတစ်ခုလာလိုက်မယ်ကျွန်တော်တို့ဒီမှာရှိတာရှင်းနှလုံးမောင်းချင်း၂ကိုနှစ်မို့လို့နှစ်ခွာလာလိမ့်မယ်နော်နှစ်ခွာတသက်လာမယ်လာတဲ့အမြင်ကသူကတစ်တစ်ဆိုပြီးတော့၄၃၂တစ်တစ်ဘူးတစ်ခွာကိုနောက်နှလုံးတစ်နဲ့ဆို ဝန်တန်ပေါ့ဗျာ130တူနော်တက်တုံညတက်အဲ့ဒါလာအောင်မနော်အဲ့ဒါမွေးကနားနေနော်တခါလေးကြည့်တာပေါ့နော်โอเคโอเคလောက်ပါဗျာမိတ်ဆွေလည်းလောက်ဆိုကျင်းလည်းလောက်ပါရနော်